ထိုင်းနိုင်ငံအခြေအနေကိုလက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့မြန်မာကထောက်ခံတယ်လို့ထိုင်းနိုင်ငံတော်ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကောင်စီ NCPO ကပြောကြားလိုက်ပါတယ်။ဥက္ကဋ္ဌကသတင်းပေးပို့ထားပါတယ်ရှင်။လုံးနေနေကထိုင်းနိုင်ငံသားရေးဝန်ကြီးအမြဲတမ်းတွင်ရမှု CR ဆက်ပေါင်ကက်ကွေးကမြန်မာနိုင်ငံကိုတွားရောက်ပြီးထိုင်းနိုင်ငံပုံမှန်ဖြည့်အတွက်စစ်ကောင်စီရဲ့လမ်းပြမြေပုံကိုမြန်မာနိုင်ငံသားရေးဝန်ကြီးဝနမောင်လင်းနဲ့တွေ့ဆုံရှင်းပြခဲ့ရကထောက်ခံချက်ရရှိတာဖြစ်တယ်လို့ NCPO ပြောခွင့်ရရောင်ရွတ်မာယာလပ်ကပြောပါတယ် แล้วก็เมียนมาก็มีความเข้าใจสถานการณ์แล้วก็ยึดมั่นในหลักการไม่แทรกแซงกิจการภายในนะครับทางนี้เมียนมาก็เชื่อมใช่ฮะเมียนมาရဲ့အိမ်ကြီးချင်းဖြစ်သလိုအရေးကြီးတဲ့ထိုင်းရဲ့အခြေအနေကိုမြန်မာစိုးရကစောင့်ကြည့်နေပါတယ်မြန်မာကထိုင်းအခြေအနေကိုနားလည်သလိုဝင်းမဆက်ဖွဲ့ရေးမူဝါဒကိုဆက်လက်ထိန်းသိမ်းထားပါတယ်အထူးသဖြင့်တခြားအာဆီယံအဖွဲ့တွေနဲ့ဆက်ဆံရေးနဲ့အာဆီယံတက်မှတ်ချက်ပေါင်းတွင်းမှာမြန်မာကလူလူလာထောက်ခံသလိုထိုင်းပေါ်မှာလည်းမြန်မာကယုံကြည်မှုရှိတယ်လို့ရောင်ရွတ်မိုင်ယာလပ်ကပြောပါတယ် ထိုင်းရဲ့စစ်အစိုးရတေကိုတရုတ်နဲ့ VNN တို့ကထောက်ခံကြောင်းပြောဆိုခဲ့ပေမဲ့မေ20ရက်နေ့အာနာသိမ်းပြီးတဲ့နောက်အမေရိကန်ပြည်ထောင်စုကထိုင်းနဲ့စီးရီးပူးပေါင်းဆောင်ရွက်မှုတွေကိုယူသိမ်းခဲ့တယ်လို့ဥရောပတမက္ကကလည်းနိုင်ငံရေးချင်းသားလုပ်ပေးဖို့နဲ့စင်စာကိုယူသိမ်းပေးဖို့တောင်းဆိုပါတယ်။ဩစတြေးလျကနိုင်ငံကစစ်တဲ့ခေါင်းဆောင်တွေသူတို့နိုင်ငံလာရောက်ခွင့်ကိုပိတ်ပင်ခဲ့ပြီးကာကွယ်ပူးပေါင်းဆောင်ရွက်ချက်တွေကိုဖျက်တောက်ခဲ့ပါတယ်။ NCPO ပြောခွင့်ရက American Australia နိုင်ငံတွေက CA လေးချင်းမှုတွေကလွယ်ပြီး Channel CA လေးချင်းမှုတွေကတော့ရှိနေမှာဖြစ်တယ်လို့လည်းပြောပါတယ် ဒီအနာတိုင်းမှာ6လကြာနိုင်ငံကြီးမတည်ငြိမ်မှုဖြစ်ပြီးတိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက်ဆောင်ရွက်တာဖြစ်တယ်လို့စစ်တပ်ကကြေညာပါတယ်ကျွန်တော်ကိုထွေးပါ